ဒီကနေ့ကရွှေဝါရောင်တော်လှန်ရေးကြီး16နှစ်ပြည့်တဲ့နေ့ပါပဲ။နိုင်ငံတကာမှာ Saffron Revolution 2017ဆိုပြီးလူ ती များလာတဲ့2000ရွှေဝါရောင်တော်လှန်ရေးကြီးကအချိန်အားဖြင့်16နှစ်တောင်ကြာမြင့်ခဲ့ပါပြီ။2008ခုနှစ်အောက်တိုဘာမတိုင်ခင်ကနိုင်ငံအတွင်းအဓိကတည်ရောက်မှုရှိတဲ့အကြောင်းအရာတစ်ခုကတော့စစ်အစိုးရရဲ့73စီစီမြင့်တက်လိုက်မှုကြောင့်ပါပဲ 73စည်းစည်းတွေမြင့်တက်မှုနဲ့အတူကုံစည်းနှုံးတွေအစမတန်လိုက်ပါမြင့်တက်ချိန်မှာပြည်သူတွေရဲ့ပောက်ကွဲမှုတန်ဃာတော်တွေကတဂါရီရဲ့ဒုက္ခကိုဝင်ရောက်ဖေးမှမှုတွေကနေအစပြုတ်ခဲ့တာဆိုရင်လည်းမမှားပါဘူးအစတော့ဈေးနှုန်းတက်လာတာ အောက်ခြေနဲ့အလဲလက်လူဒန်းစားတွေရဲ့ဘဝတွေပြည့်ရင်းလာတာတွေကြောင့်လူလူလှုပ်ရှားမှုမြင့်တက်လာပြီးအထူးသဖြင့်တန်ဃာတော်တွေကနိုင်ငံသားတွေရဲ့ဒုက္ခကိုကိုးစားပြုတ်ပြီးတော့ရဲရဲတောက်လှုပ်ရှားခဲ့ကြတာပါပဲ ရန်ကုန်ကနေစလိုက်တဲ့တန်ဃာတော်နဲ့ပြည်သူတွေရဲ့လှုပ်ရှားမှုကမကြခင်အတွင်းမှာပဲမန္တလေးပဲခူးအေယာဝတီပခုတ်ကူအစရှိတဲ့မြို့ကြီးတွေကိုလင်မြန်စွာကူးဆက်သွားခဲ့ပါတယ်။တန်ဃာတော်ဖွဲ့စည်း Obama Max Alliance တီထောင်ကဒေါ်လာရေးစီးယုံခဲ့တဲ့အတွက်ပြည်သူတွေပါဝင်လာပြီးရွှေဝါရောင်ဒေါ်လာရေးအဖြစ်နဲ့စတင်လိုက်တာပါပဲ။ဒီချိန်မှာပဲပခုတ်ကူမြို့မှာစစ်အစိုးရကတန်ဃာတော်တွေကို ဖြိုခွင်းနှိပ်ဆက်ရမှာဓာတ်တိုင်မှာကျိုးနဲ့တုပ်ပြီးရိုက်နှိပ်တဲ့ဒီပုံရိပ်တွေဟာမြမပြည်အနှံ့ပြန့်သွားပြီးတဲ့နောက်မှာတော်လန်ကြီးအဟုန်ကမြင့်တက်သွားခဲ့ပါတယ်။တန်ဃာတော်တွေကတော့ပခုတ်ကူမြို့နဲ့အခြားနေရာတွေမှာစေုပ်စုရဲ့တန်ဃာတော်တွေအပေါ်အကြမ်းဖက်မှုတွေကိုဖြေရှင်းပေးဖို့ကုံစင်းလုံးတွေကြာဆင်းအောင်ပြုလုပ်ပေးဖို့နဲ့ဖန်းစည်းခံထားရတဲ့နိုင်ငံရေးအကျဉ်းသားတွေလွှတ်ပေးဖို့အတွက်တောင်းဆိုခဲ့ကြပါတယ်။တပြိုင်တည်းမှာပဲ တန်ဃာတော်တွေကစစ်အစိုးရကိုပတ္တနေကုစနကန်ဆောင်ခဲ့ကြပါတယ်ပတ္တနေကုစနကန်ဆောင်နေဆိုတာတန်ဃာတုကနေစစ်အာဏာရှင်ကိုအဆက်ဆံမပြုတ်ကြဘူးတညီတညွတ်ထဲဆုံးဖြတ်ချက်ချလိုက်တာပါပဲပတ္တနေကုစနကန်ဆောင်ရမှာတပိမ့်ပေါက်ကန်ဆောင်ထိုက်တဲ့အချက်အင်္ဂါ၈ပါးရှိပြီးတော့ဝီနီတော်အရယဟန်တော်တွေကဒါယကာတွေကိုအောက်ပါအကြောင်းတရား၈ခုကြောင့်တပိမ့်ပေါက်ကန်ဆောင်နိုင်ကြပါတယ် အဲ့ဒါတွေကတော့နံပါတ်1ဘိက္ခုနံအလာဘယပရိတက္ကနာယဟန်တို့ဟာလက်တိတ်အောင်လက်မရအောင်ပြုခြင်းနံပါတ်2အနတ္ထာယပရိတက္ကနာအကျိုးမဲ့ဖြစ်အောင်ပြုခြင်းနံပါတ်3အဝါတယပရိတက္ကနာနေပြင်းကြောင်းကန်၌မနေနိုင်အောင်ပြုခြင်းနံပါတ်4အကောတနာစေရီတိုင်းထွာခြင်းနံပါတ်5ဘေဒနာ ယဟန်ချင်းချင်းဂိုင်းခွဲအောင်ပြုခြင်းနံပါတ်6ဗုဒ္ဓအဝနဘာသနာဖရာဤဂုံကျေးဇူးမဲ့ကိုပြောဆိုခြင်းနံပါတ်9ဓမ္မအဝနဘာသနာတရားဤဂုံမဲ့ကိုပြောဆိုခြင်းနံပါတ်10တန်ခအဝနဘာသနာတန်ခဂုံကျေးဇူးမဲ့ကိုပြောဆိုခဲ့ရခြင်းစရှိတဲ့အချက်တွေပါပဲဒီလိုတပိမောက်ကန်ဆောင်ထိုက်တဲ့အချက်အင်္ဂါ၈ပါးနဲ့ တစ်ချက်ချက်နဲ့ညီဆိုရင်တပိတ်မောက်ခွင့်ကိုဗုဒ္ဓမြတ်စွာကခွင့်ပြုတော်မူခဲ့တယ်လို့သိရပါတယ်ဗုဒ္ဓသာသနာနဲ့တန်ခါကိုဖြည့်ဆည်းလို့သူတို့ဘေးအန္တရာယ်မှာကာကွယ်ခွင့်ပေးလိုက်တဲ့အခွင့်အရေးတစ်မျိုးလို့ဆိုနိုင်ပါတယ်ဗုဒ္ဓရွှေဥဆောင်တဲ့စစ်အာဏာရှင်တွေကတော့ရွှေဝါရုံတော်လှန်ရေးကိုပြင်းပြင်းထန်ထန်နှိမ့်ကွက်ခဲ့တယ်လို့ပြောရပါမယ်ပြည်ပြည်ဆိုင်ရာလူခွင့်ရေးအဖွဲ့တွေရဲ့မှတ်တမ်းတွေအရဆိုရင် စစ်တပ်နဲ့ရဲတပ်ဖွဲ့တွေရဲ့လက်နက်ကင်အင်အားအများပြားနဲ့တန်ဃာတော်တွေနဲ့ပြည်သူတွေကိုအကြမ်းဖက်ဖြိုခွင်းနှိမ်နှင်းခဲ့ကြတာပါကြီးစစ်တွေနဲ့ပြစ်ခတ်နှိမ်နှင်းခဲ့တာပါပဲအဲ့ဒီအရေးခင်းကြီးမှာတိတ်ဆုံးခဲ့သူအရေးအတွက်ကိုမသိရှိရပေမဲ့ညဘက်တွေမှာအလောင်းတွေကိုမီးတကြိုတယ်လို့လည်းသတင်းတွေထွက်ပေါ်ခဲ့ပါတယ်စူးလေဖျားရှိဖြိုခွင်းမှုဖြစ်စဉ်မှာဂျပန်နိုင်ငံဖူဂျီ TV အတွက်သတင်းရိုက်ကူးပေးနေတဲ့ဂျပန်သတင်းတောက် ကန်ဂျီနာဂိုင်းကိုစစ်တပ်ကတနက်နဲ့ပြစ်ခတ်ခဲ့ပါတယ်။ဒီဖြစ်စဉ်ကလည်းရှိုဂါယောင်တော်လိုင်းရဲ့အတွင်းကဘာတိဖြစ်စဉ်တစ်ခုပါပဲ။အကြက်ဖက်စစ်တပ်ဟာသူတို့ထုံးစံအတိုင်းပဲနိုင်ငံတကာသတင်းမီဒီယာကျင့်ဝတ်စံနှုန်းတွေလူခွန်ရေးစံနှုန်းတွေဒါတွေကိုဘယ်တော့မှမလိုက်နာခဲ့သလိုအခုထိလည်းမလိုက်နာကြပါဘူး။ဒီဖြစ်စဉ်ကိုအကြက်ဖက်စစ်တပ်ကအစာပိုင်းမှာသူတို့ပြစ်ခတ်မှုကြောင့်ဒေသုံးချင်းမဟုတ်ပါဘူးလို့ပြောင်းလဲဖို့စူးစမ်းခဲ့ပေမဲ့ အဲ့ဒီတုန်းကဂျပန်သတင်းတောက်နဲ့အနီးကပ်ဆုံးမှာရှိနေတဲ့အခြားသတင်းတောက်တွေရဲ့အမိအရမှတ်တမ်းယူနိုင်မှုကြောင့်သာဒီမှတ်တမ်းတွေကိုတကဘာလုံးကအမှန်တိုင်းသိရှိခဲ့တာဖြစ်ပါတယ်ဒီမှတ်တမ်းတွေကြောင့်ပဲအကြက်ဖက်စစ်တပ်ဟာသတင်းတောက်မှန်တိတိနဲ့တဲ့တဲ့ချိန်ရွယ်ပြီးတော့ရည်ရချက်ရှိရှိပြစ်ခတ်ခဲ့တာကိုသူတို့မငြင်းနိုင်ခဲ့ပါဘူးဒီဖြစ်စဉ်ဖြစ်ပြီးတဲ့နောက်မှာဂျပန်အစိုးရကိုဂျပန်ပြည်သူတွေကသူတို့လူမျိုးသတင်းတောက်ပြစ်ခတ်ရမှုနဲ့ပတ်သက်ပြီးတော့ထိထိရောက်ရောက်အရေးယူပေးဖို့ ဂျပန်နိုင်ငံတိုချိုမြန်မာတန်ယုံရှိမှာဂျပန်နိုင်ငံသားတွေဝိုင်းဝန်းဆန္ဒပြတောင်းဆိုခဲ့ပေမဲ့နောက်ဆုံးတော့ထိရောက်တဲ့အရေးယူမှုတွေတစုံတရာမရှိဘဲနဲ့ဒီဇလန်ဟာလည်းအဆုံးသတ်သွားခဲ့ပါတော့တယ်။ရွှေဝါရောင်တော်လိုင်းရေး session နှစ်ပြည့်ပြီးတဲ့ဒီကနေ့မှာတော့တန်ခတ်တမကမန္တလေးအဖွဲ့ကကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့ပါတယ်။အဲ့ဒီထဲမှာ2008ခုနှစ်ကတန်ဃာတော်များနဲ့ပြည်သူလူထုတွေရဲ့ရဲဝန်းနဲ့စိတ်ဓာတ်နဲ့ဆွတ်လွတ်အနေနာခံမှုတွေကို ဂုံပြုတ်အမှတ်ရတယ်လို့ဖော်ပြထားပါတယ်။ရွှေဝါရုံတော်လှန်ရေးကမြန်မာတမိုင်းမှာတရားမျှတမှုလွတ်လပ်မှုနဲ့ဒီမိုကရေစီဆန္ဒတို့ကို ပြတ်သားစွာထုတ်ဖော်ခဲ့တဲ့မီးရှုတစောင်းတစ်ခုဖြစ်ခဲ့ပါတယ်။တန်ဃာတော်များနဲ့ပြည်သူများရဲ့စီလုံးညီညွတ်မှုကစစ်အာဏာရှင်စနစ်ရဲ့ဖိနှိပ်မှုတွေကိုစန့်ကျင်ရမှာမယိမ်းမယံရက်တီခဲ့ပုံကိုတက်တည်ပြခဲ့တာလို့ဆိုပါတယ်။၂၀၀၉ခုနှစ်စက်တင်ဘာမှာ စီးပွားရေးအကြက်တဲနဲ့မတရားဖိနှိပ်မှုတွေကိုစန့်ကျင်တဲ့အနေနဲ့တန်ဃာတော်တွေကဥဆောင်ကပြည်သူထောင်ပေါင်းများစွာနဲ့အတူပခုတ်ကူမန္တလေးရန်ကုန်နဲ့အခြားမြို့ကြီးတွေမှာငြိမ်းချမ်းစွာလမ်းလျှောက်ဆန္ဒပြခဲ့ကြရတဲ့ဆိုတာနဲ့ရှိုးဝါယုံသင်္ကန်းတွေနဲ့တစားဆင်ထားတဲ့တန်ဃာတော်တွေရဲ့ဥဆောင်မှုကမြမလူအဖွဲ့စည်းမှာတန်ဃာတော်တွေရဲ့နိုင်ငံရေးအရေးပါတဲ့အခန်းကဏ္ဍကိုထင်ရှားစေခဲ့တာလို့တန်ဃာတမကမန္တလေးကလည်းပြောပါတယ် ဆရာနာရှင်အဖွဲ့ရဲ့အကြမ်းဖက်ဖြိုခွဲမှုတွေကြောင့်တန်ဃာတော်တွေနဲ့ပြည်သူတွေအသက်ဆုံးရှုံးခဲ့ရပြီးတော့ထောင်ပေါင်းများစွာဖမ်းဆီးခံခဲ့ရတဲ့ဒီဖြစ်ရပ်တွေကမိမိတို့တန်ဃာတမကမန္တလေးစိတ်နှလုံးထဲမှာနက်ရှိုင်းစွာဆွဲထင်နေစေဖြစ်တယ်လို့ပြောပါတယ်။ယခုຫນွေဦးတော်လှန်ရေးကမြန်မာပြည်သူတွေရဲ့လွတ်လပ်ရေးနဲ့တရားမျှတမှုအတွက်ဆက်လက်တိုက်ပွဲဝင်နေတဲ့မီးရှူတစောင်းတစ်ခုဖြစ်ပါတယ်။ရွှေဝါရုံတော်လှန်ရေးရဲ့စိတ်ဓာတ်ဟာ ယုံကြည်ချက်နဲ့စီးလုံးမှုကိုဆက်လက်လှုပ်ဆောင်ပေးနေတာပါမိမိတို့တန်ခါတမကမန္တလေးအဖွဲ့အနေနဲ့လဲရွှေဝါရုံစိတ်ဓာတ်ကိုစွတ်ကင်ထားရင်ຫນွေဦးတော်လှန်ရေးရဲ့အောင်မြင်မှုအတွက်ဂရုပြုထားပါတယ်အဲ့ဒါတွေကတော့ရွှေဝါရုံတော်လှန်ရေးမှာတန်ခါတွေနဲ့ပြည်သူတွေရဲ့စွန့်လွတ်အနစ်နာခံမှုတွေကိုအလဟာသမဖြစ်စေဖို့စစ်အာဏာရှင်စနစ်ကိုအဆုံးသတ်ပြီးဒီမိုကရေစီအစိုးရတရက်ထူထောင်ရေးအတွက် ဆက်လက်ကြိုးပမ်းသွားမယ်မြမလူဖွဲ့စည်းမှာတန်ဃာတော်တွေရဲ့ခစ်ဆက်ဆက်နိုင်ငံရေးအဥဆောင်မှုကိုဂုံယူစွာနဲ့ဆက်လက်ထိန်းသိမ်းကာပြည်သူတွေနဲ့အတူတသားတည်းရပ်တည်သွားမယ်ရွှေဝါယုံတော်လှန်ရေးကပြသခဲ့တဲ့စီလုံးညီညွတ်မှုကိုအခြေခံပြီး လူမျိုးပါတာမခွဲခြားပဲပြည်သူအားလုံးနဲ့အတူငြိမ်းချမ်းစွာ တော်လှန်ရေးကိုဆက်လက်တည်ဆောက်သွားမယ်လို့ဆိုပါတယ်ဒါပြင်ရွှေဝါယုံတော်လှန်ရေးကိုကမ္ဘာအတိုင်းဝိုင်းက ထောက်ခံအားပေးခဲ့တယ်လို့ယခုຫນွေဦးတော်နိုင်ရေးမှာလည်းနိုင်ငံတကာအတိုင်းဝိုင်းရဲ့ထိရောက်တဲ့ဖိအားပေးမှုနဲ့ပံ့ပိုးမှုတွေအတွက်လည်းတန်ခါတမကမန္တလေးအဖွဲ့ကတောင်းဆိုထားပါတယ်ဆိုလိုတာကတော့ရွှေဝါရုံတော်လိုင်းရေးစိတ်ဓာတ်ကိုဆွဲကင်ပြီးຫນွေဦးတော်လိုင်းရေးမှာဆက်လက်တိုက်ပွဲဝင်ကြဖို့တိုက်တွန်းထားတာပါနှစ်ပေါင်း၁၈နှစ်ကြာမြင့်ပြီဖြစ်တဲ့ရွှေဝါရုံတော်လိုင်းရေးကိုပြည်သူတွေမမေ့ကြသေးပါဘူး အဲ့ဒီတုန်းကတင်ခဲ့တဲ့စစ်အာဏာရှင်တွေရဲ့အကျွေးကို အခုຫນွေဦးတော်နိုင်ရေးမှာ အတိုးရောအရင်မှာ ပေါင်းယူมาဖြစ်တယ်လို့ကျွန်တော်သခင်တွေတင်ဆက်ပေးလိုက်ပါတယ်။မနိုင်ငံရဲ့စီးရေးနိုင်ငံရေးထွေထွေသုံးသက်ချက်တွေကိုသိရှိနိုင်ဖို့အတွက် ကျွန်တော်တို့ရဲ့သခင်တွေ channel ကို subscribe လုပ်ထားကြဖို့လည်းအမေပါနေဦးနော်။ကြီးစုပေးကြတဲ့ပရိသတ်တွေဘေးကင်းကြပါပြီ။စီးပွားလက်လာပါတွေတိုးတက်ကြပါစေလို့ကျွန်တော်သခင်တွေဆုတောင်းပေးလိုက်ပါတယ်။